မိတ်ဆွေများကျမ်းမာဘေးကင်းကြပါသေးဗျာအော်တိုဘာလ19ရက်နေ့နေကင်းပိုင်းတွင်နွေဦးသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကိုလက်အံ subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီဌာနချုပ်လိုက်စာကိုစစ်ကောင်စီကအသေးခံ drone နဲ့6ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KIA ကပြောပါတယ်နောက်ပြီးတော့ကြောက်ဖြူမှာနေရာနှစ်ခုမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ် လေးကကောမှာရှိတဲ့ဆွဲတော်ဂုံးကိုရရှိဖို့စကဆာကနေပြီးတော့လက်နက်ကြီးဒရုန်းတွေအများပြားသုံးပြီးနေ့စဉ်တိုက်ခိုက်နေတယ်လို့သိရပါဗျ။နောက်ပေါင်းတီမြို့နယ်မှာရဲတွေကိုမိုင်းဆွဲတိုက်ခိုက်တာမှာဒုရဲအုပ်အပါဝင်ရဲနှစ်ဦးအပြင်းထန်တိုင်းရသွားတယ်လို့ဆိုပါတယ်။ကရင်နီတိုက်ပွဲမှာစစ်တပ်ကဗိုလ်မှူးဖြစ်ကာနေဘူကြီးတယောက်သေဆုံးသွားပါတယ်။နောက်တရနယ်လေးထိန်းချုပ်နယ်မြေကိုဒီထပ်မံဘုံကျဲတိုက်ခိုက်လို့6ဦးသေဆုံးသွားပါတယ်။ ကလေးမျိုးနယ်ရာဇကြိုးရွာမှာတိုက်ပွဲဖြစ်ပြီးတော့ရွာကိုမိရှုပြီးတော့နောက်ထပ်အရသားတချို့လည်းဖမ်းဆီးခံထားတယ်လို့သိရပါတယ်ခင်ဗျာဒီသတင်းတွေကိုသူသည်တင်ပြပေးမှာဖြစ်ပါတယ်ဗီဒီယိုရိုက်ဖို့အစီအမပြေတာကြောင့်အော်ဒီယိုအတန်းဖိုင်နဲ့ပဲတင်ပြခွင့်ပြုပါခင်ဗျာအရင်ဆုံးတင်ပြပေးခြင်းတဲ့သတင်းကတော့ဒီဌာနချုပ်လိုက်စာကိုစစ်ကောင်စီကအသေးခံဒရုန်းနဲ့6ကြိမ်တိုက်ခိုက်တယ်လို့ KIA ကပြောပါတယ် နောက်ဆုံးအကြိမ်တိုက်ခိုက်မှုမှာတရုတ်လင်မယား2ဦးကတော့ဒဏ်ရာရှိသွားတယ်လို့လည်းဆိုပါတယ်ခင်ဗျာဒီကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ဌာနချုပ်လိုက်တာကိုစစ်ကောင်စီကအသေးခံဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့လို့တရုတ်လင်မယား2ဦးဒဏ်ရာခဲ့တယ်လို့ KIO KIA သတင်းပြန်ကြားရေးဌာနကအောက်တိုဘာလ18ရက်ညပိုင်းမှာဖော်ပြပါတယ်အခုနှစ်အတွင်းမှာစစ်ကောင်စီကလိုက်စားကိုအသေးခံဒရုန်းနဲ့တိုက်ခိုက်တာ6ကြိမ်ရှိပြီလို့လည်းဆိုပါရတယ် အောက်တိုဘာ16ရက်ည17နာရီကျော်ကလိုင်ဇာကိုစစ်တပ်ကဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တာပါအဲ့ဒီလို တိုက်ခိုက်ခဲ့လို့လိုင်ဇာမြို့စီပင်တရားဈေးကဟင်းသီးရွက်ရောင်းတဲ့တရုတ်လင်မယား2ဦးဒဏ်ရာရရှိခဲ့ပြီးတော့ဈေးဆိုင်ကန်းတွေလည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီဟာမြေကြီးနားခြေဆိုင်မြောက်ပိုင်းတိုင်းစစ်တပ်နာကျော်ကနေပြီးတော့လိုင်ဇာကိုအသေးခံဒရုန်းနဲ့တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ကချင်စီရေးသတင်းရင်းမြစ်တအူးကပြောပါတယ် ဒီစစ်ကောင်စီတပ်ဟာ KI နဲ့တိုက်ပွဲတွေမှာအထိနာရင်လိုက်စားဌာနချုပ်ကိုလေကြောင်းနဲ့တိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်တာအရင်ကတည်းကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့2024ခုနှစ်နှစ်လယ်ကစလို့လိုက်စားအနည်းကစစ်ကောင်စီတပ်စခန်းတွေတိမ့်ပိုက်ခံရပြီးတဲ့နောက်မှာတော့လက်နက်ကြီးထက် drone အသုံးပြုတိုက်ခိုက်တာတွေတွေ့ရပါတယ်ဒါပြင်စစ်ကောင်စီကစာတင်ကျောင်းတွေကိုပြစ်မှတ်ထားဘုံကျက်တိုက်ခိုက်တာတွေကြောင့်မို့ကျောင်းသားကျောင်းသူတွေအသက်ဆုံးရှုံးတာတွေများလာတဲ့အကြောင်း KIA သတင်းပြန်ကြားရေးဌာနကပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းဖော်ပြပါရယ်ကချင်ပြည်နယ်အပြင်ရှမ်းနယ်ချင်းပြည်နယ်တွေမှာလည်းစစ်ကောင်စီကစာတင်ကျောင်းတွေကိုဘုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသားတွေထိခိုက်ဒေဆုံးခဲ့ရတာလို့လည်းဆိုပါရယ်ခင်ဗျာစစ်ကောင်စီတပ်ဟာတိုက်ပွဲမှာအထိနာဆစ်ရှုံးနေတာကြောင့်လူနေထိုင်ရာနေရာစာတင်ကျောင်းဈေးစတဲ့ပြည်သူအများနေရာတွေကိုဘုံကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနကသတင်းဖော်ပြပါရယ် ဒီစစ်ကောင်စီတပ်နဲ့ KIA တို့ဟာအောက်တိုဘာလသမ်းမှာဗမော်ဝိုင်းမော်မချမ်းဘောဖာကန်စတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေကိုပါလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလှုပ်ဆောင်ခဲ့လို့ပြည်သူတွေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်ခင်ဗျာ။နောက်ရခိုင်ပြည်နယ်ကြောက်ဖြူမှာနေရာနှစ်ခုမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ ကျောက်ဖြူမြို့ပြင်ဆယ်မိုင်လောက်ပတ်ဝန်းကျင်မှာဒီအရကတပ်တော်အေနဲ့အကြမ်းဖက်မြန်မာစစ်တပ်တို့အကြားနေရာနှစ်ခုမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာလို့သိရပါဗျ။အောက်တိုဘာ14ရက်နေ့ကစပြီးတော့အကြမ်းဖက်စစ်တပ်ကတကြောပြန်ထိုးစစ်ဆင်လာတာကြောင့်မို့အခုလိုတိုက်ပွဲတွေဖြစ်လာရတာလို့ဒေသခံစီရီသတင်းရင်းမြစ်တွေကနေရင်စရာသတင်းဌာနကိုပြောဆိုထားပါဗျ။တိုက်ပွဲကအခုနေတိုင်းဖြစ်နေတဲ့ပြင်းပြင်းထန်ထန်ကိုဖြစ်နေတာပါ။အေအေထိန်ချုပ်နယ်မြေတွေကိုစစ်တပ်ကပြန်ထိုးစစ်ဆင်လာတာကြောင့် အေအေကပြန်လဲခုခံတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲ ဖြစ်နေတာပါလို့ပြောပါရယ်။ဒညဝရီရေတပ်ဌာနချုပ်ကစစ်ကြောင်းတကြောင်းဟာအနီးနားကကြေးရွာတွေဖြစ်ကြတဲ့ကလပါကြေးရွာစီမောပဝန်းကျင်ကိုစစ်ကြောင်းထုတ်ရကနေနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာလို့သိရပါရယ်။အလားတူပါပဲဒီအမှတ်3ရက်တရင်ကလည်းပူပေါင်းစစ်ကြောင်းတကြောင်းဟာဂေါ်တူတောင်နန်းကနေလို့ချောင်းဝဘက်ကိုထိုးသစ်ဆင်နေတယ်လို့သိရပါရယ်ခင်ဗျာ။တိုက်ပွဲမှာဂေါ်တူတောင်အနီးကလပါရွာနဲ့ ချောင်းဝကြားမှာဖြစ်ပွားနေပြီးတော့စစ်တပ်ကလေချောင်းပစ်ကူရေချောင်းပစ်ကူတွေနဲ့တိုက်ခိုက်နေတယ်လို့မြေပြင်ကနေပြီးတော့လည်းအမြောက်ကြီးတွေနဲ့လည်းပစ်ခတ်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တူကလည်းပြောဆိုပါရယ်တိုက်ပွဲကနှစ်နေရာဖြစ်နေတယ်တစ်ပုတ်တောင်ဘက်ကစီမွန်နာနောက်ပြီးချောင်းဝနဲ့ဂေါ်တူတောင်နှမ်းကြားတို့ဖြစ်နေကြတယ်လို့ပြောပြပါရယ်အဲ့ဒီတိုက်ပွဲမှာရက္ခတ်တပ်တော်ကထိုးသစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုကြားပြတ်တိုက်ခိုက်နေပြီးတော့ စစ်ကောင်စီဘက်ကအကြဆုံးတွေများနေတယ်လို့လည်းဆက်လက်ပြောဆိုပါတယ်စစ်ကောင်စီဟာစက်တင်ဘာလအရင်တိုက်ပွဲတွေအတွင်းမှာအကြဆုံးများလို့နောက်ဆုတ်ခဲ့ရကနေလက်ရှိမှာတိုက်အင်အားဖြည့်ကတာလွန်အင်အားနဲ့တိုက်ခိုက်နေပြီးတော့အေအေကပျောက်ကြားစစ်နဲ့ပြန်လည်ခုခံတိုက်ခိုက်နေရတယ်လို့ဆိုပါတယ်အကြမ်းဖက်စစ်တပ်ဟာပြစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဒရုန်းတွေဒီဟာလူနေကြေးရွာတွေမှာကြားရောက်ပောက်ခွဲတာကြောင့်တစ်ပုတ်တောင်တိုက်နယ်ကလပါကြေးရွာပဝင်းကျင်ဂုံချွင်တိုက်နယ်ဂေါ်တူတောင်နှက်အနီးမှာရှိတဲ့ ကလဘာချောင်းဝကြောက်ပြောက်ဆရှိတဲ့ကြေးရွာတွေကအိမ်ဆောင်ဖို့ကြံနေတဲ့လက်ကြံပြည်သူတွေမှာထပ်ပြီးတော့စစ်ပေးဆောင်နေရတယ်လို့လည်းသိရပါတယ်ခင်ဗျာ။နောက်ကရင်ပြည်နယ်၄ကိတ်ကော်မှာရှိတဲ့ဆွေတော်ကုန်းကိုရဖို့စစ်ကောင်စီကလက်နက်ကြီးတွေဒုံးတွေများပြားသုံးပြီးတော့နေ့စဉ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ကရင်ပြည်နယ်လေးကကောမြို့တက်မှာရှိတဲ့ဆွေတော်ကုန်းကိုရဖို့အတွက်စစ်ကောင်စီဘက်ကလက်နက်ကြီးဒုံးတွေအမြောက်အများအသုံးပြုပြီးတော့နေစဉ်တိုက်ခိုက်နေတယ်လို့သိရပါဗျာ အာရှလန်းကားနေတဆင့်တင်ကန်းကြီးတော် မြို့နယ်မြဝတီမြို့တွေကိုထိုးသိမ်းဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာပြီးခဲ့တဲ့စက်တင်ဘာလအစောပိုင်းကစပြီးတော့ BGF နဲ့လမ်းပြကူညီမှုနဲ့အဲ့ဒီမြို့နှမြို့ကိုပြန်လည်ရရှိပြီးတဲ့နောက်မှာတုံလန်ရင်အင်အားစုတွေရှိတဲ့လေကစ်ကော်မြို့ကိုထပ်မံထိုးသိမ်းဆင်လာခဲ့တာလို့သိရပါဗျ။အဲ့ဒီလေကစ်ကော်မြို့ကိုထိုးသိမ်းဆင်ရမှာလဲတုံလန်အင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုတွေရှိခဲ့ပြီးတော့မြဝတီမြို့တွင်းမှာရှိတဲ့ BGF စခန်း ခလရ2.5တက်ရင်လက်ခတ်တောင်တို့ကနေပြီးတော့လက်နက်ကြီးပစ်ကူအမြောင်များပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာအဲ့ဒီနောက်လေကိတ်ကော်မြို့မှာရှိတဲ့ဒီရေကန်ကုန်းနဲ့ဆေးပေးကမ်းတွေအပါအဝင်မြို့ရဲ့နေရာတော်များများကိုစစ်တပ်ဘက်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာအခုနောက်ဆုံးလေကိတ်ကော်အနီးမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေစုမှုရာဆွဲတော်ကုန်းကိုရရှိဖို့အတွက်လက်နက်ကြီးဒရုန်းအမြောင်များသုံးပြီးတော့တိုက်ခိုက်နေတယ်လို့မြေပြင်ရဲဘော်တအူကဒီ BBN သတင်းဌာနကို ပြောဆိုထားတာပါ အခုကဒီကောင်တွေကဒီဆွဲတော်ကုန်းကိုရဖို့အတင်းလာတိုးနေတဲ့မနေ့၄နာရီလောက်ကတည်းကဟိုနက်ကတိုးလိုက်ဒီနက်ကတိုးလိုက်နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်နေတာတစ်ချက်မှမနာရသေးဘူးအခုနောက်ပိုင်းကတိုက်ပွဲပုံစံပြောင်းသွားပြီးအရင်2021လောက်တုန်းကလိုလက်နက်ငယ်တွေနဲ့မြေပြင်မှာတိတ်မဖြစ်တော့ဘူး drone နဲ့လက်နက်ကြီးနဲ့အဓိကတုံးလာတာလို့ပြောပြပါဗျာ အဲ့ဒီဆွဲတော်ကုန်းဟာလက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ထားနိုင်တဲ့၄ကီကောမြို့တစ်ကိုတာမကအနီးနားမှာရှိတဲ့ကျေးရွာတွေကိုပါလက်နက်ကြီးနဲ့စိုးမိုးထားနိုင်တာကြောင့်စစ်တပ်အနေနဲ့အသေးတန်တိုက်ယူနေရတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဒါအပြင်လက်ရှိတိုက်ပွဲတွေအတွက်မှာစစ်တပ်ဘက်ကတော်လန်ရေးအင်အားစုတွေနဲ့မြေပြင်ထိတွေ့မှုတွေတိတ်မလုပ်တော့ဘဲနဲ့လက်နက်အသားစီးနဲ့ဒီစစ်ကြောင်းထိုးနိုင်ဖို့ဆောင်ရွက်နေပြီးတော့ ဒီမြေပြင်ထိတွေ့မှုတွေလည်းလက်နက်ငယ်တွေထက်0.5လို့လက်နက်ကြီးမျိုးတွေနဲ့ပြစ်တာမျိုးတွေပြုတ်လုလာတယ်လို့လည်းသိရပါတယ်ခင်ဗျာဒါရင်မကသေးပါဘူးဒီစစ်တပ်အနေနဲ့၄ကီကော်မျိုးနီးကဆယ်ရဂုံနာကလက်လွတ်ထားတဲ့မင်းလက်ပံရွာနဲ့ဖလူကြီးရွာတို့ကလည်းဥတီစစ်ကြောင်းနောက်ထပ်တကြောင်ထိုးနေတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်ဘကူတိုင်းပေါင်းတီမျိုးနယ်မှာရဲတွေကိုမိုင်းဆွဲတိုက်ခိုက်တာမှာရဲအုပ်တယောက်နဲ့အပါဝင်၂ဦးတန်းပြစ်ထန်ရသွားတယ်လို့ဆိုပါတယ် မနေ့ကအော်တိုဘာလ16ရက်နေ့မနေ့9:15မိနစ်လောက်ကဒီပဲခူးတိုင်း PKI ပေါင်းတီမြို့နယ်မှတ်တိုင်အုပ်စုကမှတ်တိုင်ရဲစခန်းကဒီဒူရဲအုပ်အင်းမင်းထွန်းဦးစီးတဲ့ရဲ9ဦးဟာစိုင်းကယ်3စီးနဲ့တမန်ကြီးရွာဘက်ကိုဂိတ်ဖွင့်စစ်ဆေးဖို့ထွက်လာတဲ့အချိန်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်တာဖြစ်ပါတယ်အဲ့ဒီမှာဒူရဲအုပ်အေမင်းထွန်းနဲ့နေတိန်အောင်ကျော်ထက်တို့အပြင်းထန်တမ်းရရှိခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ အဲ့ဒီလိုအပြင်းထန်တန်ရရှိတဲ့ရဲနှစ်ဦးစလုံးကိုအလုံးပိတ်ကားနဲ့ပြီးစေယုံကိုတည်ဆောင်သွားပြီးတော့ဆုံရှုံးတာရှိမရှိ သိနိုင်ဖို့စုံသွမ်းနေတယ်လို့ပဲသိရပါတယ်ခင်ဗျာဒီအဲ့ဒီရဲတပ်ဖွဲ့ဦးနေဟာတမန်ရွာလမ်းဆောင်ကြောင်းမဲအောက်ကဂိတ်ဖွင့်ဖို့ခီးသွားပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးတာအရမစစ်မှုထမ်းဆောင်ခိုင်းတာဝယ်လာတဲ့စားတောက်ကုန်တွေကိုလည်းတင်းစီးတာပြည်သူတွေကိုဖမ်းဆီးငွေညစ်တာတွေငွေမပေးနိုင်လို့ရှင်ဖမ်းဆီးထောင်ချတာတွေကိုပြုလုပ်နေတဲ့ ဂိတ်ဖြစ်တယ်လို့လည်းသိရပါရခင်ဗျာအဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် viewer 21ကိုကဲမှုအောက်မှာရှိတဲ့3631တပ်ရင်းတပ်ခွဲလေးကရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရခင်ဗျာနောက်တဲ့ရင်တပုတ်ကတော့ဒီကရင်နီတိုက်ပွဲမှာစစ်တပ်ကဗိုလ်မှူးဖြစ်ခါနေဗိုလ်ကြီးအောင်မင်းသူဒေဆုံသွားပါပြီဒီကရင်နီပြည်အတွင်းမှာဒီအကြမ်းဖက်စစ်တပ်ကလက်လွတ်ထားတဲ့နယ်မြေတွေပြန်လည်တင်ပိုက်ဖို့အတွက်ထိုးသစ်ဆင်နေတဲ့အချိန်မှာစစ်တပ်က ဘုံမူဘူကြီးအောင်မင်းသူတေဆုံးသွားတဲ့အကြောင်းတေဆုံးသူရဲ့ဇနီးဖြစ်သူရဲ့လူမှုကွန်ရက်မှာဖော်ပြချက်နဲ့မိတ်ဆွေဖြစ်သူတို့ရဲ့ပြောဆိုချက်အရာသိရပါတယ်ခင်ဗျာဒီအော်တိုဘာလ14ရက်နေ့တိုက်ပွဲအတွင်းမှာအဲ့ဒီဘူကြီးအောင်မင်းသူတေဆုံးခဲ့တာဖြစ်ပြီးတော့အလောင်းကိုတော့တရင်တက်ဖွဲ့စီကိုပြန်တည်ယူနိုင်တာမရှိဘူးလို့လည်းသိရပါတယ်ကြရပြည်နယ်ဘက်မှာကြတာလို့သိရတယ်သူကမြကြီးနားဇာတိပါပုံမှုအပွင့်မတင်သေးဘူးဒါပေမဲ့ လာတာကတော့စားနေပြီလို့တေဆုံးသူဘူကြီးအောင်မင်းသူရဲ့ online ကမိတ်ဆွေကဆိုပါတယ်တေဆုံးချိန်မှာဘူကြီးအောင်မင်းသူဒီမှာမိမဖြစ်သူမေးဖြူဖြူစင်နဲ့တာသမီနှုတ်ကြံရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်ရှမ်းမြောက်ကဒီနယ်လေထိုင်းကျုပ်ဒေသတွေကိုဘုံကျဲတဲ့သတင်းကိုဆက်ပြီးတင်ပြကြပါမယ်တာမျိုးသားလွတ်မြောက်ရေးတပ်မတော်ဒီနယ်လေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ဒီနန်းဆန်မြို့နယ်နဲ့မိုင်းငော့အကြောင်းမဲ့အကြမ်းမှရှိတဲ့ဆက်တမိုင်ဘုံကြီးကျောင်းတို့ကိုမင်းညာက ဒီစစ်တပ်ကဘုံကျဲတာကြောင့်အရတ6ဦးသေဆုံးပြီးတော့တန်ငါတော်2ပါအပါဝင်7ဦးကျော်တာရခဲ့တယ်လို့တင်းနယ်လေးစီကနေပြီးတော့သိရပါတယ်ခင်ဗျာစစ်တပ်အနေနဲ့မနေ့က7နာရီခွဲလောက်မှာဒီနန်းဆန်မြို့နယ်ကွန်ဟယ်ရွာတဲ့ကိုလေကြောင်းကဘုံကျဲတက်ခိုက်တာဖြစ်ပြီးတော့ကလေးငယ်2ဦးအပါဝင်အမျိုးသမီး9ဦးနဲ့အမျိုးသား2ဦးသေဆုံးက8ဦးတန်ရရှိခဲ့ပြီးတော့အိမ်ကတော့12လုံးပျက်စီးခဲ့တယ်လို့တင်းနယ်လေးသတင်းရင်းမြစ်ကဆိုပါတယ်ခင်ဗျာ အလားတူပဲကြောင်မဲမျိုးနဲ့မိုင်းငောမျိုးကြားမှာရှိတဲ့ဆက်တမိုင်ရွာဘုံကြီးကျောင်းကိုလည်းစစ်တပ်ကဘုံကျဲတိုက်ခိုက်တာကြောင့်တန်ငါတော်နှစ်ပဒဏ်ရာရကဘုံကြီးကျောင်းပျက်စီးခဲ့ရတဲ့အကြောင်းတီအန်လေကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ18ရက်မနေ့ပိုင်းကလည်းနမ်ဆန်မျိုးနဲ့ဟိုမင်းရွာကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်တာကြောင့်အသက်မပြည့်သေးတဲ့မြို့သမီးငယ်2ဦးနဲ့မြို့သားတဦးတေဆုံးခဲ့ရပြီးတော့2ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အာနာသိစစ်တပ်အနေနဲ့တင်းနယ်လီထိန်းချုပ်တဲ့ဒေသတွေကိုနေ့စဉ်ဒီပဘုံကျဲတိုက်ခိုက်လျက်ရှိတာမှာအော်တိုဘာ၁ရက်ကနေပြီးတော့၁၉ရက်နေ့ထိလေကြောင်းဘုံကျဲတိုက်ခိုက်တာမှာ28ကြိမ်ရှိပြီဖြစ်ပြီးတော့အမျိုးသမီးနဲ့ကလေးငယ်အပါအဝင်အရသာ40လောက်တည်ဆုံးခဲ့ရပြီး40ဦးထဏ်ရခဲ့တယ်လို့စာတင်ကြောင်းနဲ့နေအဆောက်အုံ130ပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။နောက်သကိုင်းတိုင်းကလေးမျိုးနယ်ကတိုက်ပွဲသတင်းကိုဆက်ပြီးတင်ပြကြပါမယ်။ ဇဂိုင်းတိုင်းကလေးမြို့နယ်ကလေးခံပတ်ကာလန်စစ်ကြောင်းထိုးထားတဲ့စစ်ကောင်စီအင်အားတထောင်လောက်နဲ့ဒေသခံကာကွယ်တပ်တို့ရာသကြိုးကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတွေကနေပြီးတော့သိရပါတယ်ခင်ဗျာအဲ့ဒီကလေးမျိုးကနေပြီးတော့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာအော်တိုဘာလ18ရက်နေ့ညနေမှာရာသကြိုးရွာနီးကနေစတင်ထိတွေ့မှုဖြစ်ပြီးတော့ရွာမီးရှို့ခံကအရသာ3ထပ်နဲ့ဖမ်းဆီးခံရတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ဒီကလေးမျိုးကနေကလေးခံပတ်ကလန်းကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီနဲ့ထိတွေ့မှုဖြစ်တာပါစစ်ကောင်စီဘက်ကအင်အားအတော်များပါတယ်တထောင်ဝန်းကျင်လောက်ရှိမယ်တိုက်ပွဲဖြစ်ပြီးတော့ရာဇကြူရွာကိုလည်းမနေ့ကမိရှုသွားတယ်ရွာသားတအူးကိုလည်းဖမ်းဆီးသွားတယ်လို့ကလေးဒေသခံတအူးကပြောပြပါဗျာအဲ့ဒီတိုက်ပွဲကြောင့်မို့ရာဇကြူရွာကထောင်နဲ့ချီပြည်သူတွေဟာဘေးလူရကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။လက်ရှိကလေးမျိုးကနေကလေးခံပတ်ကားလမ်းကိုစစ်ကြောင်းထိုးလာတာကြောင့် ကလန်တလျှောက်ရွာသားတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ခမ်းပတ်မြို့ကန်တွေလည်းတင်းချောင်နေကြတယ်လို့သိရပါတယ်ခင်ဗျာတနင်္ဂနွေလုံးစစ်သားတွေကလေးဘက်လာစုနေတယ်လို့ပဲစစ်သားတွေအများကြီးနဲ့စစ်ကြောင်းထိုးလာတာနေရာစုံကနေစစ်ကြောင်းထိုးလာတာအရတားတွေကပြိမိနေတဲ့သဘောပါအခုလိုကလန်တလျှောက်ရွာသားတွေအကုန်လုံးတင်းချောင်နေရတဲ့ခမ်းပတ်မြို့ကလူတွေလည်းရှောင်နေကြပြီလို့ကလေးဒေသခံတို့ကပြောပြပါဗျာ ဒီကလေးမျိုးကစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒီကနေ့အော်တိုဘာလ16ရက်နေ့မှာတမူးမျိုးနယ်ကြေးရွာနဲ့ခမ်းပတ်မျိုးနယ်တွေမှာရောက်ရှိနေပြီလို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းထုတ်ရလမ်းတစ်လျှောက်မှာရွာသားတချို့ဖမ်းဆီးတပ်ဖြတ်မှုတွေလည်းလှုပ်ဆောင်နေပြီးတော့ကလေးမျိုးနယ်အနောက်ခုံရွာသားတချို့ဖမ်းဆီးခံထားတယ်လို့လည်းသုံးသပ်သိရှိရပါဗျခင်ဗျာ။အော်တိုဘလာ19ရက်နေ့နေကမိုက်တင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်သားပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်